ီနေ့အမေရဲ့ကလေးတွေအတွက်လူတွေရဲ့စိုက်ခင်းတဲ့ကိုသွားပြီးတော့စားကောက်နဲ့အစားအစာတွေယူလာခဲ့မယ်။မိတ်သမီးတို့အတွက်မုန်းချိုယူလာခဲ့ပြီနော်။ตาအတွက်ကတော့ပပတာယူခဲ့နော်။ตาကြားဘူးတယ်လူတွေစားတဲ့အစားအစာရင်းအောင်ရတာရှိတာတဲ့။음မှတ်ထားနော်ကလေးတို့အိမ်မှာတောင်းချမ်းမိနဲ့မနေနေနဲ့။ပြီးတော့အိမ်ကလည်းအပြင်ကိုမထွက်အောင်နော်။ကိုရဲ့ကလေးတွေကိုစုံမပြီးတဲ့နောက်ဘဝစာကလေးမလေးကအစာရှာဖို့အတွက်ထွက်လာတော့တာပေါ့ အဲ့နောက်မှာတော့ဝဝါစကလေးမလေးကတောရဲ့အပြင်ဘက် လူတွေနေတဲ့နေရာကိုရောက်လာပြီးတော့တစ်ပင်တစ်ပင်မှာထိုင်နေလိုက်တော့တယ်။အဲ့ဒီချိန်မှာပဲလူတစ်ယောက်ကစပိန်မောင်းပြီးတော့ဖြတ်သွားလိုက်တော့တယ်။စပိန်ချင်းတွေကပန်းသီးလေးတစ်လုံးကပြုတ်ကျကျနေရပေါ့။အင်းဒီပန်းသီးကိုငါရင်စားထားလိုက်မယ်။ပြီးကြတော့မှ ကလေးလေးတွေအတွက်အစာရှာဖို့သွားလိုက်မယ်။အဲ့လိုပြောပြီးတော့ဝဝါစကလေးမကပန်းသီးရှိတဲ့လမ်းမအလဲကိုရောက်လာတာပေါ့။ပန်းသီးကကြီးရကြောင်းတဲရခက်ခဲနေတော့တယ်။ အဲ့ဒါကြောင့်ဘဝစာကလေးမလေးကစူးစားပြီးတော့မနေတဲ့အချိန်မှာပဲနောက်ကနေကားတစီးကအရှိန်ပြင်းပြင်းနဲ့မောင်းလာပြီးတော့ဘဝစာကလေးမလေးကိုတိုက်ပြီးတော့မောင်းထွက်သွားတော့တယ်။အိမ်မက်တွေအားလုံးအမှတ်တရတွေအားလုံးကိုနှလုံးသားထဲမှာတင်ထားရင်နဲ့ဘဝစာကလေးမကသိဆုံးသွားတာပေါ့။ဘယ်လူသားမှအဲ့ဒီနေရာကိုမလာကြဘူးလေ။ကြည့်ရတာလမ်းမကြီးပေါ်မှာကျင်းကတ်တွေကခဏခဏသိလေးရှိရကြောင်းလည်းဖြစ်နိုင်ပါတယ်။ ါမှမဟုတ်ကျင်းငယ်တကောင်သေးတာကလူသားတွေအတွက်ဘာမှမထူးခြားသွားတာကြောင့်လည်းဖြစ်နိုင်တယ်။ကလေးလေးတွေကအိမ်မှာသူတို့ရဲ့အမေလာတာကိုစောင့်နေတာပေါ့။ညနေဆောင်းတော့တယ်။မိမိစာကလေးမလေးကလည်းကိုကူစာကလေးကိုပြောလိုက်တော့တယ်။အခုအခုအချိန်ထိအမေကအိမ်လည်းပြန်မလာသေးဘူး။အန်ဒီတနစ်စီကိုသွားပြီးတော့မေးကြည့်လိုက်အောင်မယ်။ညီမလေးမိနီမင်းပြပြန်လာခဲ့နော်။အခုအရန်ကိုကြောက်တယ်။မိနီစာကလေးမလေးကတင်တင်ကြီးကမလေးရဲ့အိမ်ကိုသွားလိုက်တော့တယ်။ အဲ့ဒီချိန်လမ်းတစ်ဝက်မှာပဲမိနီလေးကအန်ကယ်ချက်တူလေးနဲ့တွေ့သွားတော့တယ်။တမီးလေးမိနီတမီးရဲ့အမေကဒီနေ့လူရရှိရဲ့နေရာကိုသွားရလား။ဟုတ်တယ်အန်ကယ်အမေကတမီးအတွက်မုံအချို့အခုအတွက်ပပတာယူကိုသွားတာ။သမီးရဲ့အမေကိုကာတစီယာတိုက်ပြီးတော့မောင်းထွက်သွားတယ်။သမီးရဲ့အမေလည်းအဲ့ဒီနေရာမှာနေသေဆုံးသွားခဲ့တယ်။အဲ့ဒါကိုနားထောင်ပြီးတော့မိမိလေးကငိုရော့တာပေါ့ ။တမီးအမေဘာဖြစ်လို့လဲ။တကယ်လား။အင်္ဂအင်္ဂမလိုက်ပြောနေရလား။ဟုတ်တယ်တမီးအင်္ဂကဘာလို့လိန်ပြောရမှာလဲ။အင်္ဂလည်းအဲ့ဒီညကနေဖြစ်နေတဲ့အချိန်မှာဖြစ်ပျက်ခဲ့ရအားလုံးကိုအင်္ဂကိုယ်တိုင်တွေးခဲ့ရလေ။မိနီစာကလေးကငိုပြီးတော့အင်္ဂကိုပြန်လာတော့တယ်။မိနီအမေဘာမှလဲညီမလေးရောဘာလို့ငုံနေရတာလဲ။ ကူကူအကောကူကူရဲ့အမေကလေလူရဲတက်ပြလိုက်တယ်အဲ့စကားနားထောင်ပြီးတော့ကူကူစာကလေးမကလည်းငူလိုက်တော့တာပေါ့မောင်နှမနှစ်ယောက်လုံးကတညလုံးငူကြတော့တယ်ကကလူမနေ့တော့ဝဝကိုလူတွေကတက်ပြစ်လိုက်တယ်လို့ကြားတယ်။ကိုလည်းကြားတယ်ဒီနေ့အဲအခုတော့ကိုတို့တော့လွယ်သွားတာပေါ့။ကလေးစီကနေလွယ်လွယ်ကူကူအိမ်လူယူလို့ရပြီလေ။ ဒါဆိုရင်အခုသွားကြရအောင်လေ။ဘဘွားရဲ့ကလေးတွေကိုမောင်းထုတ်ပြီးတော့ကျမတို့အဲ့ဒီအိမ်မှာနေကြမယ်။အခုကိုရုကိုဘသူမှလည်းတားတော့မှာမဟုတ်ဘူး။တားမဲ့သူလည်းဘသူမှရှိတော့တာမဟုတ်ဘူး။ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကဝဝစားကလေးမလေးရဲ့အိမ်ကိုရောက်လာတော့တယ်။ကကူဒီအိမ်ကအနီတို့ကသမီးတို့ရဲ့အမေအတွက်စောက်ပေးထားခဲ့တာ။အခု သမီးတို့ရဲ့အမေလည်းသိပြီဆိုတော့သမီးတို့လည်းဒီအိမ်ကနေထွက်သွားကြတော့ဒါမဲ့အန်ဒီ အမေကဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သမီးတို့တခါမှလည်းပြောဘူးတာမဟုတ်အမေပြောတာကအမေနဲ့အဖွားတို့ကပေါင်းပြီးတော့ဒီအိမ်ကိုဆောက်လုပ်ထားတာတဲ့အခုချက်ချင်းမစက်ပိတ်ပြီးတော့ဒီကနေထွက်သွားတော့မဟုတ်ရင်ဒုတ်ကင်တော့မှာနော်မလုပ်ပါနဲ့အန်ကယ်သမီးရဲ့အကိုမရိုက်ပါနဲ့အခုပဲထွက်သွားပေးပါမယ်အဲ့လိုပြောပြီးတော့မိနီနဲ့ကိုကူရောမောင်နှမနှစ်ယောက်လုံးကသူတို့ရဲ့ပစ္စည်းတွေကိုယူပြီးတော့အိမ်ကနေထွက်သွားလိုက်ကြတော့တာပေါ့။ဝါးဒီအိမ်ကအရင်ကခန်းထားတာပဲ ။နေရာဒီမှာတော့အိမ်ကအေးနေရောပဲ။အရှမ်းကိုနေလို့ကောင်းတာပဲကိုကလူကြီး။မိနီနဲ့ကိုကူစာကလေးတို့ကတောရဲ့တခြားတစ်ဖက်ကိုသွားလိုက်ကြတော့တယ်။သူတို့မှနေစရာအိမ်ကလည်းမရှိဘူးပေါ့။ညမိုးချုပ်လာတော့တယ်။ညဘက်အမောင်ကြောင့်ကလေးနှစ်ယောက်လုံးကအရန်ကိုကြောက်လန့်နေတာပေါ့။အဲ့ဒီနောက်မှာသူတို့ကတောင်ပေါ်ကိုတက်ပြီးတော့တပင်းတပင်းရဲ့အောက်မှာထိုင်နေလိုက်တာပေါ့။ကိုအမေပြောလို့ရှိရဲ့လေ။ဘလောက်ပဲအခက်ခဲနေကြုံကြုံဆွဲမလျှော့ပဲရင်ဆိုင်ရမယ်လေ။ ီးတော့လေမမလေးမိနီအကိုအမေကိုအရန်တရရတာပဲအဲ့လိုပြောပြီးတော့ကူကူစာကလေးမကငိုနေလိုက်တော့တယ်မနီမဝေတောင်ရဲ့ဂူလေးတကူမှာစွတ်တီလို့ခေါ်တဲ့စိတ်မလေးတကောင်ကထိုက်နေတော့တယ်စိတ်မလေးကကူကူရဲ့ငိုတံကိုကြားသွားတာပေါ့အင်းဒါကလေးလေးတယောက်ရဲ့ငိုတံပဲတော့ကြည့်လိုက်အောင်မယ်စွတ်တီစိတ်မလေးကဂူလေးကနေထွက်လာပြီးတော့မကြခင်မှာပဲကူကူနဲ့မိနီစီကိုယောက်လာတော့တယ်ကလေးတို့ရေအမေလည်းမပါပဲနဲ့ဒီမှာဘာလုပ်နေကြရလဲ အန်ဒီတမီးတို့ရဲ့အမေကိုလူကြီးကတပ်ပစ်လိုက်တာပြီးတော့တမီးတို့ရဲ့အိမ်ကိုကြီးကမှလူယူလိုက်တယ်တမီးတို့ကအကူညီမဲ့နေတဲ့သူပါတမီးတို့စီမှာဘသူမှမရှိဘူးမငိုပါနဲ့တော့ကလေးတို့ရဲ့အန်ဒီလက်ဒီကွမ်းနဲ့တဲ့ဓာတ်ကိုကြုံခဲ့ရတာပဲလေကလေးတို့လည်းအန်ဒီနဲ့အတူအန်ဒီရဲ့ဂူရဲကိုလိုက်ခဲ့ကြစစ်တီစိတ်မှလေးကကလေးနှစ်ယောက်လုံးကိုသူ့ရဲ့ဂူရဲကိုခေါ်လာလိုက်တော့တယ်အန်ဒီရဲ့အသက်အရွယ်နှစ်လလောက်ကပေါ့ လူသားတွေကအန်ဂျီရဲ့အမေကိုရောင်းစားလိုက်တယ်လေအန်နီကိုရိုင်လည်းအများကြီးခံစားခဲ့ရတာကလေးတွေလည်းအယံကိုဘိုက်စားနေရကြအောင် စိတ်မလေးကသူ့ရဲ့နှုတ်ကိုတိုက်လိုက်တော့တယ်နောက်တော့သူတို့အတွက်မျက်တည်နဲ့လှုပ်ထားတဲ့နှွင်းထွေးတဲ့အိယာခင်းလေးကိုပြေးလိုက်တော့တယ်သမီးတို့မောင်နှမနှစ်ယောက်လုံးဒီမှာအိတ်လိုက်နော်ကူလေးတဲ့ကိုလာမင်းရဲ့အလေးရောင်ကတိုးဝင်နေရပါကလေးတွေကလည်းစိတ်မလေးရဲ့နို့ကိုတောက်လိုက်ကြတာကြောင့်ဖိုက်တင်းွားတဲ့အပြင်အဲ့ဒီနေရာလေးမှာလုံခြုံတယ်လို့လည်းခံစားရတာပေါ့အဲ့ဒါကြောင့်နှစ်ချိုက်စွာအိပ်ပျော်သွားတော့တယ် အဲ့ဒီကစပြီးတော့မိမိကူကူတို့ကစိတ်မလေးနဲ့အတူဂူထဲမှာနေထိုင်တော့တာပေါ့ကလေးတို့အန်ဒီကိုအမေလို့ပြောနော်အန်ဒီကကလေးတို့ရဲ့အမေတယောက်အနေနဲ့ပြည့်စုံပြထောင်ပေးမယ်အဲ့လိုနဲ့ပဲကလေးတွေကစွတ်တီစိတ်မလေးကိုအမေလို့ခေါ်လိုက်ကြတော့တယ်စိတ်မလေးကလည်းကလေးတွေကိုသူ့ရဲ့ကလေးအရင်ပမာချစ်ပေးတော့တယ်ကလေးတို့ဒီနေ့ရာသီဥတုကစိုးရွားလာနိုင်တယ်အဲ့ဒါကြောင့်အပြင်မထွက်ကြနဲ့နော်အမေချက်စားဖို့အတွက်သွားလိုက်အောင်မယ် ဲ့လိုပြောပြီးတော့ဆွတ်တီစိတ်မာလီကမိနီနဲ့ကိုကိုကိုခုထဲမှာနေခိုင်းပြီးတော့တက်စားဖို့အတွက်သွားလိုက်တော့တယ်။စိတ်မာလီကမျက်နှာလေးတွေကိုစားလိုက်တော့တာပေါ့။ခဏကြာရင်နောက်မှာတော့မိုးတွေကရွာသွန်းလာတော့တယ်။အဲဒါကြောင့်ဆွတ်တီစိတ်မာလီကတစ်ပင်တစ်ပင်ရဲ့အောက်မှာမိုးခုန်နေတာပေါ့။အဲဒီအချိန်မှာပဲကာလူကြီးကနဲ့တင်းတင်းကြီးကမာလီတို့ကလည်းတောထဲမှာရှောက်လည်နေရလေ။သူတို့ကလည်းမိုးတွေလေးတွေထဲမှာပိတ်မိသွားတော့တယ်။ကိုကလူရဲ့ ကျမလေးလေဒီနဲ့အတူလွင့်ပါသွားတော့မယ်။ကျမကိုကဲပါဦး။ကာလိုဂျီကန်ကသူ့ကိုယ်သူကဲတင်မှုအတွက်တောင်းတကြီးတဲ့ကိုပြန်တန်းသွားလိုက်တော့တယ်။တင်တင်ကြီးကန်မလေးကတော့မိုးရီလေဒီနဲ့အတူအဝေးကိုလွင့်ပါသွားတော့တယ်။အဲ့နောက်တင်တင်ကြီးကန်မလေးကစစ်တီစိတ်မလေးထိုင်နေတဲ့အနားကိုအဝေးကနေပြုတ်ကျလာတော့တယ်။ဟဲ့တော့ဒီကြီးကန်မဘယ်ကနေရောက်လာတာလဲ။ကြည့်ရတာလေဒီနဲ့အတူအဝေးကနေလွင့်ပါလာတာဖြစ်ရမယ်။ စစ်တီစိတ်မလေးကတင်းတင်းကြီးကမ်းမလေးကိုခေါ်ပြီးတော့ဂူရဲကိုယောက်လာတော့တယ်။အဲ့ဒီချိန်မှာတင်းတင်းကြီးကမ်းမလေးကသတိမရသေးဘူးပေါ့။အမေအဲ့ဒီအန်တီပေါ့သားတို့ကိုအိမ်ကနေနှင်ထုတ်ခဲ့တာ။ကလေးတို့သူလှုပ်ခဲ့တာတွေအတွက်သူခံခဲ့ရပြီးပါပြီ။အဲ့အကြောင်းသူ့ရဲ့အသက်ကိုကယ်တင်မှဖြစ်လိမ့်မယ်။စစ်တီစိတ်မလေးကတင်းတင်းကြီးကမ်းမလေးကိုနှိုးတိုက်လိုက်တော့တယ်။နောက်တော့ဒဏ်ရာရသွားတဲ့အတောင်ပတိစီပေးလိုက်တော့တယ်။ခဏနေတဲ့နောက်မှာတင်းတင်းကြီးကမ်းမလေးကသတိရလာတော့တယ်။ နောက်တော့ကုကုနဲ့မိနီဆာကလေးမလေးကိုတွေ့ပြီးတော့တင်းတရလန့်သွားတော့တယ်။မကြောက်ပါနဲ့အန်တီ။အန်တီကသမီးတို့ရဲ့အိမ်ကိုလူယူလိုက်ပေမဲ့ဖခင်ကသမီးတို့အတွက်အိမ်လေးတိမ်ကိုပေးလိုက်တယ်လို့အမေတယောက်ကပါပေးခဲ့တယ်လေ။မိနီကုကုဒီစိတ်မလေးကကလေးတို့ရဲ့အမေလား။ဟုတ်တယ်။သမီးတို့အမေကပဲပြည့်စုံပြုထောင်ပေးခဲ့တာ။အမေကသမီးတို့အရန်ကယူဆိုင်ပေးတာ။တင်းနေတခြားသူတယောက်ကိုကောင်းတော့မလုပ်ပေးနိုင်နေပါစေ။မကောင်းတာတော့မလုပ်လိုက်ပါနဲ့။ ကိုပြန်ခံရမယ့်အချိန်ကမြင်မြန်ရောက်လာတတ်တယ်။မနေ့တော့ကနေကိုယ်တိုင်အိမ်ကနေမောင်းထုတ်ခဲ့တဲ့ကလေးတွေကဒီနေ့နေ့ရဲ့အသက်ကိုကယ်တင်မိခဲ့တာ။အဲ့နောက်မှာတင်းတင်းကြီးကမလေးကငိုပြီးတော့တောင်းပန်လိုက်တော့တယ်။ကလေးတို့ရေအန်တီကိုခွလွတ်ပါတော့အိမ်ကိုလည်းပြန်ဝင်လိုက်ကြပါ။မဟုတ်တာပဲအန်တီ။တအားကဒီမှာပဲနေတော့မှာအဲ့ဒီအိမ်ကိုတော့အန်တီပဲယူထားလိုက်ပါတော့။ တင်တင်ကြီးကမလေးကသူ့လှုပ်ထားတဲ့အပြုတ်မှုအတွက်ရဲကိုနောက်နှားရသွားတော့တာပေါ့ဒီနေ့တော့ငါတင်နေရဲ့အိမ်မက်တွေကပြေးသွားတော့မှာပဲငါသူ့အတွက်အနီအောင်ကားလေးဝယ်နိုင်ခဲ့ပြီကားကိုတွေ့ရင် သူ့အရင်ကဝမ်းသာသွားမှာ ဒီလောက်ကြီးရဲ့ surprise မျိုးဒီလောကကြီးထဲမှာဘယ်ချိန်ခက်ကမှသူ့ရဲ့မိန်းမကိုပေးဖို့မှမဟုတ်ဘူး။ကာလူကြီးကချမ်းသာတဲ့သူတယောက်ဖြစ်တော်တယ်။ "तू ကသူ့ရဲ့မိန်းမတင်တင်ကြီးကမှလေးကိုကားအနီလေးလက်ဆောင်ပေးဖို့အတွက်ပြင်ဆင်နေတာပေါ့။ကောင်းပြီ၊ကောင်းပြီ။ငါအခုချက်ချင်းမောင်းပြီးတော့တင်င်းစီကိုသွားတော့မယ်။နောက်ထပ်ထပ်မဆောင်နိုင်တော့ဘူး။ဒီနေ့တင်တင်နဲ့အတူ long drive သွားမယ်။ပြပြရွှေရွှေနဲ့ကာလူကြီးကန်းကတင်တင်ကြီးကန်းမလေးစီကိုသွားလိုက်တော့တယ်။ကလင်းနှစ်ယောက်ကဘောလုံးကစားနေကြတော့တယ်။ အဲ့ဒီအချိန်မှာသူတို့ရဲ့ဘောလုံးကလွင့်ပြီးတော့လမ်းမဘောကိုရောက်သွားတော့တယ်။မြန်မြန်လေးသွားကောက်ပါလား။ငါတို့ရဲ့ဘောလုံးကလမ်းမဘောကိုရောက်သွားပြီ။ဟုတ်ပါပြီ။ငါခုသွားကောက်လာခဲ့မယ်။ဘောလုံးကောက်ဖို့သွားတာကြောင့်ခုတ်ကလေးလေးကလမ်းမဘောကိုရောက်လာတော့တယ်။အဲ့ဒီအချိန်မှာပဲကာလူကြီးကန်းကမတော်တဆခုတ်ကလေးလေးကိုတိုက်ပြီးသွားတော့တယ်။ဖះရဲ့ငါဘာလို့မိသွားတာပါလဲ။ငါတို့အက်ဆီဒန့်ဖြစ်အောင်လုံးမိသွားပြီပဲ။အက်ဆီဒန့်ဖြစ်တဲ့နေရာကိုချင်းကတိုင်ရောက်လာကြတော့တယ်။ တာလူရေမင်းဘာလုပ်လိုက်တာလဲမင်းကအပြစ်မရှိတဲ့ကလေးလေးကိုဘယ်လိုလုပ်ကားနဲ့တိုက်လိုက်ရတာလဲဟာငါမတတ်ပါဘူးငါမတတ်ဘူးကြည့်မဟုတ်သူအခုချိန်ကြီးအသက်ရှင်နေသေးရဲ့လေအယူကောင်ငါ့ရဲ့တားကိုလည်းကားတိုက်သွားသေးတယ်အဲ့ဒီအပြင်ငါတို့နဲ့လာပြီးတော့ပြိုင်ရင်းနေရတယ်လို့တော်ပါသေးတယ်ငါသားလေးအခုထိအသက်ရှင်နေသေးလို့မဟုတ်ရင်ကြောင့်ငါသားပေတော့မလို့အဖေအဖေတားတားအဆင်ပြေပါတယ် ။ဒါဘာမှမဖြစ်ဘူး။ဒီတိုင်းပဲလန့်သွားတာပဲရှိတာပါ။တွေ့လား။မင်းတို့လည်းကြားတဲ့အတိုင်းပဲခုတ်ကလေးလေးကဘာမှမဖြစ်ဘူး။ तू ကအကောင်တိုင်းပဲ။ဘာလဲကွာ။ကားတစ်ဝယ်ရနဲ့မာနကြီးပြီးတော့ကားကိုပါအချိန်တင်ပြီးမောင်းရလားကွာ။ငါတို့လိုဆင်းရဲတဲ့ကျင်းငယ်တွေကြာတန်ဖိုးမထားမဲနဲ့ကားနဲ့တိုက်ပစ်ပြီးတော့ပြေးသွားကြတာ။ဟုတ်တယ်။ကာလူကိုအပြစ်ပေးမှဖြစ်မယ်။မဟုတ်ရင်သူ့လိုမျိုးကျင်းငက်တွေထက်ရောက်လာလိမ့်မယ်။ပြီးရင်ငါတို့ရဲ့ကလေးတွေကိုလည်းဒီလိုမျိုးတပ်ပစ်ကြမှာ။ ငါတော့အကြံတစ်ခုပေးမယ်။ကာလူရဲ့ကားကိုမီးရှို့ပလိုက်။အဲ့ဒါမှ तू မှတ်မှာ။ခဏကြာရင်နောက်မှာတော့ခိုးကမီးတော့ကိုကင်လာပြီးတော့ကာလူကြီးကရဲ့ကားကိုမီးရှို့လိုက်တော့တယ်။ကြည့်နေရင်ကြည့်နေရင်နဲ့ကာလူကြီးကရဲ့ကားလေးကမီးလောင်ပြီးတော့ပြဖြစ်သွားတော့တယ်။ကာလူနောက်တစ်ခါကားဝယ်ရင်ကားဘလို့မောင်းရလဲဆိုတာအရင်ဆုံးသိလိုက်ရော။ကျင်းခဲ့တဲ့အားလုံးကကာလူကြီးကန်ကိုသင်ကန်းစာပေးပြီးတော့ထွက်သွားလိုက်တော့တယ်။တော်ပါပြီ။ငါ့ကားတက်လေးကိုမီးရှို့သွားကြတယ်။ ခိုကလေးလေးကသူ့ဟာသူငါကားရဲ့အရှေ့ကိုရောက်လာတာဦးချင်းကတည်းအလုံးပေါင်းပြီးတော့သူ့ရဲ့ကားအစ်တစ်ကလေးကိုမီးရှို့လိုက်တာကြောင့်ကားသူချင်းကန်းကဒေါသထွက်သွားတော့တယ်ငါအဲ့ဒီချင်းကတည်းကငါအလို့မပေးဘူးငါ့ရဲ့အမှန်မရှိရတော့မှကားလေးကိုမီးရှို့ပစ်လိုက်ကြတယ်ငါအခုသူတို့အားလုံးကိုပညာပေးပြမယ်ကားလို့ရဲ့ကားကိုမီးရှို့ပစ်တယ်မဟုတ်လားအခုမင်းတို့ဘဝကိုဘလို့ဆော့ကစားပြမလဲဆိုတာကြည့်နေလိုက်ကားလူကြီးကဒေါသတကြီးနဲ့ဇီခွက်စီကိုရောက်လာတော့တယ် ။ဇီကွက်ရေမင်းရဲ့ကုန်တင်ကားကိုငါလိုချင်တယ်။နှစ်ရက်လောက်ပဲ။ဘာဖြစ်လို့လဲ။ငါရဲ့ကုန်တင်ကားမင်းအတွက်ဘာအသုံးဝင်မှာမလို့လဲ။ဇီကွက်ရေပေးစမ်းမှာကွာ။မင်းလိုချင်ငါနှစ်ရက်စာပတ်စံပေးပါမယ်။ဒါမဲ့ငါအခုချက်ချင်းကုန်တင်ကားလိုချင်တယ်။ကောင်းပါပြီ။ဒါမဲ့ပတ်စံအရင်ပေးသွား။ကာလူတီကန်ကဇီကွက်ရဲ့ကုန်တင်ကားကိုယူပြီးအောင်မောင်းထွက်သွားတော့တယ်။ငါအစိမ်းမလုပ်ပေမဲ့လေသူတို့ကငါ့ရဲ့ကားလေးကိုမီးရှို့ပစ်လိုက်ကြတယ်လေ။ ငါခုတမင်တက်တက်သူတို့အားလုံးကားနဲ့လိုက်တိုက်ပြစ်မယ်။သူတို့ငါ့ကိုဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ကာလူချင်းကငါမျက်နှာအုပ်ပြီးတော့ကားပေါ်ကိုတက်လိုက်တော့တယ်။နောက်တော့ကားမောင်းပြီးတော့တောထဲမှာပတ်နေတာပေါ့။ငါ့ရဲ့ကားကိုမီးရှို့ဖို့အတွက်မင်းပြရမဟုတ်လား။ငါအရင်ဆုံးနင့်ကိုကုန်နေကားနဲ့တိုက်ပြစ်မယ်။အဲ့လိုပြောပြီးတော့ကာလူချင်းကအချိန်နဲ့မောင်းထွက်သွားပြီးတော့ဘူဘူငှက်ကလေးကိုတိုက်လိုက်တော့တယ်။တနာစရာဘူဘူငှက်ကလေးကအဝဲကိုလွတ်ပြီးတော့ပြုတ်ကျသွားတော့တယ်။ ။ဖះရေငေါ့ကားနဲ့တိုက်သွားတယ်။ကားနဲ့တိုက်သွားတယ်။ပူပူငှက်ကလေးကိုကားနဲ့တိုက်ပြီးတော့မောင်းထွက်သွားတော့တယ်။သနားစရာကောင်းတဲ့ပူပူငှက်ကလေးကခါရိုးကျိုးသွားတော့တယ်။ "तू อ่ะအရန်ကိုနားကျင်နေရပေါ့။ကျက်တူကြီးကလည်းအရန်ကိုဝင်ပါပြီးပြောနေရမဟုတ်လား။အလကားငေါ့အပြစ်တင်နေရမဟုတ်လား။မင်းဘဝတော့သွားပြီပဲ။အာရေအေးအေးလေးနဲ့ရေချိုးလိုက်တော့နေလို့ကောင်းသွားရောပဲ။အိမ်မြန်ပြီးတော့နှစ်နာရီလောက်အိတ်လိုက်အောင်ပဲ။ ကျက်တူရီကအဲ့လိုမျိုးပြောနေတဲ့အချိန်မှာပဲကာလူကြီးကန်းကကုံတင်ကားကိုအချိန်တင်ပြီးတော့မောင်းလာပြီးတော့တမင်လကကျက်တူကြီးကိုတိုက်ပြစ်လိုက်တော့တဲ့တနာစီကကောင်းတဲ့ကျက်တူရီကသူ့ရဲ့အတောင်ပံလေးကိုဆုံးရှုံးလိုက်ရတာပေါ့ငါ့ကိုကယ်ကြပါဦးငါ့ရဲ့အတောင်ပံတော့ချိုးပါပြီငါ့ရဲ့အတောင်ပံနှစ်ခုလုံးချိုးပါပြီတယောက်ယောက်တယောက်ယောက်အဲ့ဒီကုံတင်ကမောင်းတဲ့ကာသမောက်ဖမ်းကြပါဦးတယောက်ယောက်အဲ့ဒီကုံတင်ကမောင်းတဲ့ကာသမောက်ဖမ်းကြအောင် ကာလူကြီးကန်းကအရှိန်တင်ပြီးအောင်မောင်းထွက်သွားတော့လေခဏကြာတဲ့နောက်မှာတော့ကျင်းငတ်တွေကကျက်တူရဲကိုဆေးရုံခေါ်သွားပြီးတော့ပတ်တီးစီးပေးလိုက်တော့တယ်ဒါပေမဲ့လည်းကျက်တူရဲကဘယ်တော့မှမပြန်သန်းနိုင်တော့ဘူးပေါ့ပြောဖို့ကောင်းလိုက်တာအရင်ပြောဖို့ကောင်းတာပဲကျင်းငတ်တိုင်းရဲ့အရိုးတွေကိုငါလိုက်ချိုးပစ်မယ်အားလုံးလက်စားချေပစ်မယ်တတော်လုံးကကြောက်နေကြတာပေါ့ ကျင်းငတ်တွေကိုလိုက်တိုက်ပြီးတော့ဒုက္ခရအောင်လုပ်နေတဲ့ကုံတွေကမောင်းတဲ့သူကိုသိချင်နေကြတာပေါ့ချစ်တူရင်းနဲ့ဘူဘူးကိုတော့စသိန်းပေးလိုက်ပြီးအခုကတော့ကလေးတွေရဲ့အလှဲ့ပဲလမ်းမပေါ်မှာဆော့ကြတယ်မဟုတ်လားပြီးရင်ဘသူရဲ့ကားအကုန်မဆိုရောက်လာကြရဲ့လေဒီနေ့လေကားလူကြီးကကမျက်နှာဖုံးပြီးတော့ကားကိုမောင်းလာတော့တယ်နောက်တော့ကလေးတွေကိုလိုက်ရှာနေရပေါ့အဲ့ဒီချိန်မှာပဲဆော့ကစားနေတဲ့ကုကူစာကလေးကိုတွေ့သွားတော့တယ်အမေတော်တော်လေးတားရဲ့တကင်ချင်းနေနဲ့ပြန်လာခဲ့မယ် မရပါဘူးအမေဒီမှာရက်ပြီးတော့စောက်နေမယ်ပြီးရင်အမေနဲ့တူတူအိမ်ပြန်ရမယ်ကာလူကြီးကရဲ့နှလုံးသားအရောင်းမာကြောသွားတော့တယ်ကလေးလေးတွေကိုလည်းခရီးမဆိုင်တော့ဘဲနဲ့ကားကိုအရှိန်နဲ့မောင်းလာပြီးတော့တိုက်ပစ်ဖို့လုပ်တော့တယ်ငါတိုက်ပစ်မယ်ငါအားလုံးကားနဲ့တိုက်ပစ်မယ်ကိုကူမင်းရဲ့နောက်ဆုံးအသက်ကိုရှူလိုက်အောင်အရှိကနေအရှိန်နဲ့မောင်းလာတဲ့ကုန်တင်ကားကိုတွေ့ပြီးတော့ဘောဘွားစားကလေးမကကိုကူစားကလေးကိုတွန်းထုတ်လိုက်တော့တယ်နောက်တော့သူကိုယ်တိုင်ကားအတက်ခံလိုက်တော့တယ် အမေတားရဲ့အမေကောင်းနေကားရဲ့အောက်ကိုဝင်သွားတာကြောင့်ဝဝစာကလေးမကသွေးရည်အများကြီးထွက်လာတော့တယ်။အဲ့နေရာမှာနေမဲ့ဝဝစာကလေးမကတိတ်ဆုံးသွားတော့တယ်။အော်ခုခုမဟုတ်လေဝဝပေါ့။အနည်းဆုံးတော့တယောက်တော့တိတ်သွားတာပဲ။ကာလူကြီးကန်းကတိုက်ပြီးတော့ထွက်ပြေးသွားတဲ့အချိန်မှာရုတ်တရက်ကားစီကနေစီကုံသွားပြီးတော့နေရာတနေရာမှာကားရက်သွားတော့တယ်။ ကားရက်သွားတာကိုတွေ့ပြီးတော့ကျင်းကတိအားလုံးကကားမောင်းလမောက်ကိုဖမ်းမှုအတွက်ကုန်ငင်ငါးစီကိုရောက်လာကြတော့တယ်။သူ့ရဲ့မျက်နှာဖောက်ကိုချွတ်လိုက်ကြ။ဒီကားမောင်းလမောက်ကဘာလုပ်လဲ။လူသက်သမားကဘယ်ကောင်လဲဆိုတာကြည့်အောင်။ကျင်းကတိပေါင်းပြီးတော့မျက်နှာဖောက်ကိုချွတ်လိုက်တော့တယ်။အဲ့ဒီအချိန်မှာကားလူကြီးကန်းကိုတွေ့ပြီးတော့ကျင်းကတိအားလုံးကအံ့ဩသွားကြတော့တယ်။ဟဲကိုကားလူပါလား။ရှင်မေတော့ကကုန်ငင်ငါးမောင်းတဲ့သူဖြစ်သွားရလေ။ရှင်ပြောတော့အလုပ်ကိစ္စနဲ့တခြားတော့သွားရမှာဆို။ ကာလူရဲ့နင်အရာကိုရက်ဆက်တာပဲဟာနင်ကငါ့ရဲ့ညမာလေးကိုတတ်လိုက်တယ်နင်တော့မိထူးဘီရင်ကအလွတ်ပေးတော့မှာမဟုတ်ဘူးအမေဒါရဲ့အမေကိုသူ့လေးကာလူကတတ်လိုက်တယ်ကျင်းကတဲ့အားလုံးကမြင်မြန်လေးရဲမက်ကိုခေါ်လိုက်တော့တယ်ရဲမက်တွေကရောက်လာပြီးတော့ကာလူကြီးကန်းကိုဖမ်းသွားလိုက်တော့တယ် နှစ်ရက်ကြာတဲ့နောက်မှာတော့ကာလူကြီးကန်းကိုကျင်းကက်တွေအားလုံးရဲ့အရှိတ်မှာဆွဲချိုးချပြီးတော့တတ်လိုက်တော့တယ်။ကာလူကြီးကန်းကကျင်းကက်တွေရဲ့ဘဝတွေနဲ့ဆော်ကစားသွားတာကြောင့်နောက်ဆုံးမှာတော့သူ့အဖြစ်ကိုသူခံသွားရတော့တာပေါ့။ချစ်ရတဲ့တငယ်ချင်းတို့ရေဒီဇလန်လေးကိုသဘောကျတယ်ဆိုရင်ဗီဒီယိုလေးကို like လုပ်ပြီးတော့ဒီလိုဇလန်လေးတွေကိုကြည့်ရဖို့အတွက် channel ကိုလည်း subscribe လုပ်သွားကြအောင်နော်။